ကိုသုံးနေတဲ့ဘန်ဆော့ဝဲတခုခုဖြစ်သွားခဲ့ရင်ဘသူ့မှာသွားပြီးတော့မင်းနေကြမလို့ပါဘူးဘန်ဆော့ဝဲထဲမှာအားလုံးရှိပါတယ်အများစုကမသိကြဘူးဘန်ဆော့ဝဲအသုံးပြုတဲ့သူတွေကြည့်ပေးနော်ညာဘက်တောင်းတာလေးကအဆက်30လေးနဲ့ MORE Mall ဆိုတဲ့ကောင်းလေးတွေကိုဝင်ပေးရမယ်ဒီနေ့မှာတော့ Kplan နဲ့ SCP ဘန်တစ်ခုကိုလုပ်ပြမယ်နော်ဒီနေရာလေးကိုရအောင်နော် Application Guide ဆိုတာရှိတယ်အဲ့ဒီကောင်းလေးတွေကိုဝင်ပေးရမယ် APP Online CA DIY Application GUID Guide Application Guide ဆိုတဲ့စာသားနော် ဒီနေရာလေးကိုရောက်ရင်တော့အောက်ဆုံးလေးမှာ Manly and Hard ဆိုတာရှိတဲ့အတ္တိကောင်းလေးတွေကိုဝင်ပေးရပါမယ်။အပေါ်ဆုံးလေးမှာဆိုရင် Chain New ဖုန်းနံပါတ်ဆိုတာ K+ ကိုဖုန်းနံပါတ်အသစ်ပြောင်းချိတ်ခြင်းနဲ့ဆိုရင်တော့ဘယ်လိုပြောင်းချိတ်ရမလဲဆိုတာကိုကြည့်လို့ရတယ်နော်။အသေးစိတ်ကိုသူတို့ပြထားပေးတယ်။ပုံနဲ့ပါတကွာသူတို့ကပြထားပေးတယ်နော်ကိုကြည့်ပြီးတော့ like လုပ်ရုံပါပဲဘယ်သူ့ကိုမှသွားပြီးတော့ main နေကြမလို့ပါဘူးအရန်ကိုအထောက်အကူဖြစ်ပါတယ် အဒုတိယအကြောင်းလေးကတော့ password မိသွားရင်ဘယ်လိုလုပ်ရမလဲ log ဖြည့်ခြင်းဘယ်လိုလုပ်ရမလဲ password အသစ်ပြောင်းခြင်းဘယ်လိုလုပ်ရမလဲဆိုတာကိုလည်းပြထားပေးတယ်နော် kpl dan software ကိုဖုံးသစ်ထဲပြောင်းထည့်ခြင်းရင်ဘယ်လိုပြောင်းထည့်ရမလဲဆိုတာလည်းပြထားပေးတယ်နော်တခြားအရာတွေလည်းအများကြီးလုပ်လို့ရပါတယ်ဒါကြောင့်မလို့ ban software ထဲမှာဝင်ပြီးတော့ကြည့်နိုင်ပါတယ် scp typeinit ban သုံးပြီးတဲ့သူတွေအတွက်လာလုပ်ပြပေးမယ်နော် scp ban software လေးတွေဝင်ပြလိုက်မယ်အောက်ကမြင်းသုံးချောင်းလေးနဲ့ menu bar လေးတွေကိုထပ်ပြီးဝင်ပြလိုက်ပါဒီနေရာလေးကိုရောက်ရင်နော် hglp house ဆိုတဲ့ကောင်လေးတွေကိုဝင်ပြရပါမယ်ဒီနေရာလေးကိုရောက်ရင်နော်အောက်ဆုံးလေးက service pound 2ဆိုတဲ့ကောင်းလေးတွေကို tablet ဝင်ပေးလိုက်ပါဘန်ရဲ့တရားဝင် website တွေကိုရောက်သွားပါမယ်ထိုင်းလိုဖြစ်နေတယ်ဆိုရင်တော့အင်္ဂလိပ်ဘာသာကိုပြောင်းလိုက်ပါတော့အဆက်သုံးစားလေးတွေဝင်မယ်ပြီးတော့ translate နဲ့ပြီးတော့အင်္ဂလိပ်ဘာသာအလွယ်တကူပြောင်းလို့ရတယ်ဒီနေရာလေးမှာအားလုံးကြည့်လို့ရပါတယ်ကျေးဇူးတင်ပါတယ်